မြင့်ငယ်တွင်ចောင်းသားမဟုတ်သူတဦးအနေနဲ့မုံပေးမြည်ဦးဆိုကចောင်းနေဝင်ပြီး grade 11ចောင်းသားចောင်းသူတဦးကိုဓာတ်နဲ့ထိုးမှုဖြစ်ပွားခဲ့ပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါရှင်ပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့နေ့လယ်12:45ပါဝင်ခြင်းအချိန်မှာတော့မန္တလေးတိုင်းဒေသကြီးအမရပူရာမြို့နယ်မြင့်ငယ်မြို့အထက်တန်းចောင်းတစ်ခုမှာဝိုင်းဝိုင်းဆိုသူလူငယ်အနေနဲ့သူ့ရဲ့ညီမဖြစ်သူကိုအေးအေးပူပေးမယ်မုံပေးမယ်ဆိုပြီးတော့ဝင်ခွင့်တောင်းခဲ့ကြောင်းနဲ့ ါနဲ့ပဲအဆိုပါလူငယ်ကိုအကြောင်းဘက်မှဝင်ခွင့်ပေးခဲ့တာဖြစ်ပြီးတော့အကြောင်းအထွန်းသို့ဝင်သွားပြီး Grade 11ပြီးဝိစာရွေခန်းမှမဆုမြတ်တို့အသက်16နှစ်ကိုလေဘင်းကိုညစ်ကာဒါနဲ့ထိုးပဲ့ခြင်းကြောင့်ရာဘက်လေဘင်းမှာထိုးသွင်းတရားရရှိခဲ့ကြောင်းသိရှိရတာဖြစ်ပြီးတော့အဆိုပါဖြစ်စဉ်ကိုမြင်တွေ့ခဲ့ပြီးဝင်ဆွဲပြီးခဲ့သောမရွှေစင်ငိမ့် Grade 11ဆက်ခွန်နှစ်နဲ့မောင်ဝင်းမျိုးထွန်း Grade 11ဆက်ရှစ်နှစ်တို့မှာလေပြရှတဲ့အောင်အတိအကျရရှိခဲ့တယ်ဆိုပြီးတော့လေသိရှိရတာပါ ဖြစ်စဉ်မှာနင်နာသူများဖြစ်ကြတဲ့မဆုမြတ်နိုးဦးအသက်16နှစ်အဖအမိဦးဖုံးမြင့်နိုင်ဝါကြီးစိန်ရွာ grade 11ဝိဇ္ဇာတွေဘီကမ်းမှာပညာသင်ကြားနေသူဖြစ်ပြီးတော့မဆုမြတ်နိုးဦးကိုအခုလိုဖြစ်စဉ်မှာဝင်ရောက်ကူညီပေးခဲ့တဲ့မရွှေစင်ငိအသက်16နှစ်အဖအမိဦးသိန်းတန်းစော် grade 11မြင်လောင်းမှနေသူဖြစ်ပြီးတော့ရာဘတ်လက်ခုံပြေရှားတန်ရာတစ်ချက်ရရှိခဲ့တာဖြစ်ပြီးတော့ရာဘတ်လက်ပင်မှာလည်းပြေရှားတန်ရာတစ်ချက်နဲ့ မောင်ဝင်းချွင်မျိုး၁၈နှစ်ဦးမျိုးဝင်း grade 11စပယ်ကွက်တဲ့မြင့်ငယ်မျိုးမှာနေထိုင်သူအနေနဲ့ကတော့ဝဲဘက်လက်ခုံမှာပြက်ရှားတရားတစ်ချက်နဲ့ဝဲဘက်လေဘင်းမှာပြက်ရှားတရားတစ်ချက်တို့အတိအသေးရရှိခဲ့တာဖြစ်ကြောင်းတရင်ဖော်ထုတ်ချက်တွေအရသိရှိရတာလည်းဖြစ်ပါတယ်ခုချိန်မှာဆိုရင်တော့အဆိုပါသူအနေနဲ့ဓာတ်နဲ့ထွားတဲ့အကြောင်းရင်းကိုမသိရှိရသေးပဲအပြင်လူကိုအကြောင်းနဲ့ပေးဝင်တဲ့ဆရာဆရာမတွေမှာတာဝန်ရှိကြောင်းအများပြည်သူတွေကထုတ်ဖော်ပြောဆိုလျက်ရှိနေပြီးတော့ သူညမကိုခေါ်ပေးပြီးကြောင်းဘဝမှာမုံနဲ့အေးဘူးပေးလို့မရဘူးလားအခုလိုမျိုးဖြစ်စဉ်ဖြစ်တော့၃ယောက်မှာလေဘင်းကိုဓာတ်နဲ့အထိုးခံရတဲ့ကလေးမလေးကစိုးရင်ရပါတယ် ကျန်တဲ့နှစ်ယောက်ကဝန်ဆွဲတော့လက်တီပဲရှက်တိခဲ့တာပါဆိုပြီးတော့မြင့်ငယ်မျိုးကံပြည်သူတအူးစီကတရှိရရလဲဖြစ်ပြီးတော့လက်တလုံးမှာတော့ចောင်းသားចောင်းသူသုံးလုံးကိုမန္တလေးမြို့အစည်းအုံကြီးမှာစေကူသားမှုခံယူနေရပြီးဒီဖြစ်စဉ်မှာတရားခံဖြစ်သူဝမ်းဝိုင်းဆိုသူလူငယ်ကိုရဲတွေကလိုက်လံဖမ်းဆီးနေကြောင်းသိရှိရပြီးအခုချိန်ထိတော့မဖမ်းမိသေးဘူးဆိုတာကိုလည်းသိရှိရတာပဲဖြစ်ပါတယ် မိတို့မိဘုံအကြောင်းချင်းရာတွေကြောင့်အခုလိုမျိုးဖြစ်ရတယ်ဆိုတာကိုတော့ဂါဂါနာနာမသိရသေးပေမယ့် online social media မှာကျောင်းသားကျောင်းသူလူငယ်တွေရဲ့ကြားမှာသမီးရေးစားကိစ္စတွေကအမြင့်တွေကကြီးထွားလာနေတဲ့ကိစ္စတရက်ဖြစ်တာကြောင့်မလို့သမီးရေးစားကိစ္စကြောင့်များလားဆိုပြီးတော့ထင်ကြီးပေးမှုတွေကလည်းရှိလို့နေတာပဲဖြစ်ပါတယ်ရှင်ဒါကြောင့်မို့ဒီသတင်းအကြောင်းအရာလေးကိုလေကျောင်းသားကျောင်းသူရှိကြတဲ့မိဘများအနေဖြင့်အထူးကိစ္စဆိုင်နာကြစေရန်အလို့ငါတင်ဆက်ပေးလိုက်ရခြင်းပဲဖြစ်ပါရဲ့ရှင် ပရိသတ်ကြီးရဲ့အတွေ့အမြင်ထင်တွေကိုလည်းဒီဗီဒီယိုလေးရဲ့ကောမန့်အောက်မှာမှတ်ချက်ပြုအေးပေးသွားနိုင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုတစ်ခုမှာနောက်ထပ်သတင်းအကြောင်းအရာတစ်ခုနဲ့ပြန်လည်ဆုံတွေ့ကြရအောင်ပါလားရှင်။အချိန်ပေးပြီးတော့နားဆင်ကြကြတဲ့ပရိသတ်တဦးချင်းစီကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။လက်ကစာတင်ကြောင်းတွေကိုဓာတ်နဲ့ဝင်ထိုးတာကိုပြောပြတာနားမလည်ဘူးဆိုလို့ထပ်ပြောပြမယ်နော်မန္တလေးတိုင်းအမရပူရမြို့နယ်မြင့်ငယ်မြို့ เนาะအဲ့ဒီကအထက်တန်းအကြောင်းတစ်ကြောင်းမှာနေ့လယ်၁၂နာရီခွဲမုတ်စားအကြောင်းဆင်းတဲ့အချိန်မှာเนาะအပြင်ကနေပြီးတော့เนาะကြောင်တွင်တဲ့ကခလေးမဟုတ်ဘူးအပြင်ကလူငယ်လေးတယောက်ကသူ့ရဲ့ညီမလေးကိုအေးအေးနဲ့မုတ်ပေးခြင်းတယ်ဆိုပြီးတော့ခွန့်တောင်းပြီးတော့ကြောင်ထဲကိုဝင်လာတယ် grade 11 bio လာတယ်အခန်းထဲရောက်တဲ့အခါကျတော့ကောင်မလေးကိုနော်လေပင်းကိုညှစ်တယ်ပြီးတော့ဓာတ်နဲ့လေပင်းကိုထိုးတယ် အဲ့တော့ဘေးနားနေပြီးတော့သူ့တငယ်ချင်းတွေဒီမှာပေါ့နော်ကောင်မလေးရဲ့တငယ်ချင်းတွေဒီမှာပေါ့ကောင်လေးနဲ့ကောင်မလေးကဝင်ပြီးတော့ကုညီတဲ့ခါကျတော့အဲ့ကောင်လေးနဲ့ကောင်မလေးကိုပါဓာတ်နဲ့ထိုးသွားတယ်တရခန်ကအခုထိမမိသေးဘူးအဲ့အဲ့တော့ဒီဒီဓာတ်ထိုးခံရတယ်အเจ้าသားအเจ้าသူလေး၃ယောက်ကိုမန္တလေးမြို့ပေါ်ကမန္တလေး စေယုံကြီးမျိုးပေါ်အောင်ဖြစ်ကုန်ပြီမန္တလေးမျိုးကစေယုံကြီးမှာတင်ထားပါတယ်တဲ့ဒီလေဘင်းကိုအထိုးခံရတဲ့ကလေးမလေးကတော့စိတ်ပူရတယ်ကြံတဲ့နှစ်ယောက်ကတော့ဟောလက်တွေပါတွေမှာပဲသူရိုးရိုးပြက်ရှာတန်ရာတွေပဲရတယ်ဆိုပြီးတော့ဒါသတင်းမှာတင်ထားတယ်ကြံတဲ့အချက်လက်တွေကဘာမှထပ်ပြီးတော့မတင်သေးဘူးပေါ့နော်သတင်းကမပြည့်စုံသေးဘူးပေါ့အဲ့တော့သတင်းပြည့်စုံတဲ့အချိန်ကျရင်ကျမထပ်ပြီးတော့သတင်းတွေ ဖတ်မိတဲ့အခါကျရင်ထပ်တင်ပေးမယ်လို့ပြောတာပါအဲ့တော့ကျမပြောချင်တာကျမကလည်းဟိုចောင်းသားမိဘတစ်ယောက်ပေါ့နော်ကိုကိုတိုင်းကလည်းဟိုចောင်းသားကလေးငယ်ရှိတဲ့အခါကျတော့ဒီလိုသတင်းတွေတက်တဲ့အခါကျရင်အယမ်းစိတ်ပူတယ်လို့နော်အဲ့ဒါကိုပြောချင်တာဒီသတင်းကလေးဒါကလေးရှိတဲ့ចောင်းသားမိဘတွေအကုန်လုံး နာစိတ်ပူတဲ့ရသတင်းတစ်ခုပေါ့နော်ဟိုဒီထဲမှာအကြောင်းထဲမှာနေရင်လည်းကိုယ်ကြောင်းခန်းထဲထိဝင်ပြီးတော့ဒါနဲ့အထိုးခံရတယ်ဆိုတာကြီးကတော့မဖြစ်သင့်ဘူးလေနော်ဒါစိတ်ချမှုမရှိတဲ့ဟာမျိုးကိုပြောပြတာကျမသားလေးရဲ့အကြောင်းဆိုရင် security တွေပါတယ်အကုန်လုံးအဝင်ထွက်တွေကိုအရန်ဟိုခတ်တယ်ဝင်ကိုမိဘကိုယ်တိုင်တော့ဝင်ရထွက်ရခတ်တယ်အဲ့တော့ဒါတွေကရန်ကုန်မြို့ပေါ်ကအကြောင်းဖြစ်နေလို့လေနေရအကြောင်းတွေကြတော့နည်းနည်းဝင်ရထွက်ရတာလွယ်တဲ့သဘောမှရှိတယ်အဲ့တော့နေရအကြောင်းတွေကလည်းအဝင်ထွက်လေးတွေအဲ့လိုမျိုးကလေးတွေအတွက်အန္တရာယ်မရှိအောင် ို့အာ security gate တွေဘာတွေအစအကုန်လုံးကိုမိဘလွင်ကျန်တဲ့သူတွေပေးမဝင်တာတို့ဘာလို့အဲ့ဒါမျိုးတွေတေးသေးချာချာလေးတင်းတင်းကြပ်ကြပ်လုံးတင်တယ်လို့ကျမကတင်ထားတာပါအာနောက်ထပ်တည်င်းနေထပ်ပြီးတော့တက်လာတယ်ဆိုရင်လည်းကျမဖတ်မိရင်ပေါ့နော်ကျမဖတ်မိတယ်ဆိုရင်တော့ထပ်ပြီးတော့ပြောပြပေးမယ်လို့ကျမတင်ထားတာအဲ့ဒါနားမလည်ဘူးဆိုလို့အသေးစိတ်ပြန်ပြောပြပေးတာပါရှင်အထူးခံရတဲ့ကလေးမလေးက grade 11B ကနော် အမရပူရမြို့နယ်မြင့်ငယ်မြို့ရဲ့အာထကအကြောင်းမှာဖြစ်သွားတာ22ရက်နေ့နေ့လယ်12နာရီခွဲရပါရှင်